ရစရာမရှိတဲ့ခြေစွမ်းမျိုးနဲ့အဝေးကွေးမှာတည်ကြခဲ့တဲ့ Chelsea Welcome to my party we're just getting started a life is a dream or a nightmare starring မင်္ဂလာပါဗျကိုခင်းအင်စတာဖုတ်ဘောရှိုးကနေကြိုဆိုပါရကျွန်တော်ကိုခတ်မှာ Chelsea ကတော့ quarterback ကိုတူးတူးဆိုရဲရလနဲ့တည်ပွဲတင်တပွဲ ဖြစ်ခဲ့ရပေါ့ဒီပွဲကပွင့်လို့ပြောရှင်းသွားမှာဗျ quarterback 19နိုင်တိုက်တဲ့အသင်းအတေကြတာတော့ quarterback ကနစ်နာတယ်လို့ပြောရမယ်ဆော့ ဒီပွဲကိုအေးပြက်ခံပြီးအစာဆုံးကြည့်စီခြင်းတယ်။ဒါ highlight ကြည့်ပြီးတော့အချက်စီရဲ့အခြေသွမ်းလေးကမစိုးပါဘူး။ဘာညာမပြောပါနဲ့။ကျွန်တော်ပြောချင်တာချဲစီနိုင်ပွဲရသည်ဖြစ်စေ၊တည်ရကြသည်ဖြစ်စေ၊ရှုံးသည်ဖြစ်စေအဲ့ဒီချဲစီရဲ့ပွဲတိုင်းကိုကျွန်တော်အစဆုံးကြည့်စီခြင်းတယ်။လက်ရှိအချိန်ထိဘာမှအားရစရာကောင်းတဲ့ခြေသွမ်းမျိုးကျွန်တော်မတွေ့ရသေးဘူး။ FIFA Club World Cup ကခြေသွမ်းနဲ့စိတ်တဲ့မျိုးတပွဲတလေမှမမီခဲ့ဘူး။ ကျွန်တော်ဂျားထဲမှာတချို့နိုင်ခဲ့တဲ့ပွဲတွေရှိပါတယ်ဥပမာ Liverpool တို့ Tottenham Hotspur တို့အဲ့ပွဲတွေမှာလည်းကျွန်တော်အားရကျင်းတဲ့ချင်းမရှိဘူးလို့တောက်လျှောက်ပြောခဲ့တယ်ဆိုတော့ကြောင်ကြကြရေမငုပ်ဘူးကျွန်တော်တို့လမ်းကြောင်းမှန်ပေါ်မလဲမရောက်သေးဘူးခြေသွမ်းပုံမှန်လည်းရှိမနေဘူးအဲ့တော့ကြဒီပွဲတွေမှာချက်သီးသည်တော်တော်ဆိုးရတဲ့ခံစစ်စွမ်းဆောင်ရည်တတင်းလုံးရဲ့ကစားပုံကစားပေါက်အားလုံးလိုအပ်ချက်များစွာနဲ့တည်ကြခဲ့တာပါ တော်တော့ပြိုင်ဘက် quarterback တော့ကျွန်တော်တို့ချီချူရလိမ့်မယ် quarterback နီးပြ quarterback အတင်းနဲ့နှစ်ကာလကြာရှည်စွာလက်တွဲထားတဲ့အခါကျတော့ကစားသမားတွေကနီးပြရဲ့အထောက်ကောင်းကောင်းသိတယ်ဗျအဲ့တော့ Chelsea ကိုဘယ်လိုကစားရမလဲသူတို့ကောင်းမှနားလေသဘောပေါက်တယ်အဲ့တော့ဒီကစားပုံကပွင့်နေပြောတော့လုံးဝ only defense ပေါ့နော်တော်တော့ defense ဆိုပေမဲ့လည်းဒီ box ထဲမှာကစားသမားအကုန်လုံး စုပြီးတော့ defensive overload လုပ်တဲ့ပုံတံတန်တနည်းအားဖြင့်ဘတ်စကာနှစ်ထပ်ပေါ့နော်အဲ့လိုကစားကွက်မျိုးနဲ့ဆော့တာမဟုတ်ဘူး level တစ်ဆင့်မြင့်လာတယ် quarterback တောင်မှအဲ့တော့ quarterback ကစားသမားကြီးဒီကိုယ့်ရဲ့ own half ထဲမှာများသောအဖြစ်နေရာယူပြီးကစားတယ်နေရာယူတယ်ဆိုတဲ့နေရာမှာလဲဒီတိုင်းဟိုကြွတ်ကျဲပြီးတော့ယူရချက်မရှိပဲနေရာယူပုံမဟုတ်ဘူး zone defending မမန် defending နှစ်ခုလုံးကစားသွားခဲ့တယ် ချဲတီသားသမားတဦးတယောက်ချင်းစီရဲ့ကျွမ်းကျင်မှုဟာဒါကွာရဘက်ကစားသမားရဲ့နဲ့ကွာဟနေတာကိုလည်းနီးပြအကောင်းဆုံးနားလဲသဘောပေါက်ထားသလိုတချို့တော့နေရာလွတ်တွေမှာဒါ isolation လုပ်မယ်ဆိုတာလည်းသဘောပေါက်တဲ့အတွက်အဲ့လို zone တွေကတ်တာလည်းကောင်းတယ်မမန်ကတ်တာလည်းကောင်းတယ်အဲ့တော့ကြောင့်ကွာရဘက်ရဲ့ခန်းစစ် viewer ဘိုင်းကိုကျွန်တော်ချီးကျူးချင်တာပါအဲဒီနေရာမှာတဦးချင်းတယောက်ချင်းဘိုင်းနေနဲ့ပြောရမယ်ဆိုရင်တော့ကွာရဘက်ရဲ့ကိုလံဘီယန်နောက်ခံကစားသမားမက်ဒီနာပေါ့နော်တိတ်ကိုကောင်းမွန်လို့နေ တော့သူ့နေရာမဟုတ်ဘဲနဲ့အစတီဗောင်းကိုထိန်းရအောင်မှာအစတီဗောင်းအဲ့ဒီမက်ဒီနာဆိုတဲ့အသက်32နှစ်အရွယ်ကစားသမားကိုကြော်လို့မရအောင်တခြားကစားသမားတွေဆိုပို့လို့ဆိုရဲ JB ပဲဖြစ်ဖြစ် Tyre George ပဲဖြစ်ဖြစ်ပါလို့ပါမှန်းတော့မသိဘူးထားတော့ဒါ Corbett ရဲ့ခန်းစစ်ကစားမှုကောင်းမှုနဲ့အပိုင်ကိုကျွန်တော်ဟို appreciate လုပ်တာပါအဲ့တော့ကိုရီးယားနီးပြရလဲအရေးသွေးကောင်းနေအများကြီးရှိပါလေရဲ့နဲ့ Leicester City ကိုပဲကင်တွယ်ခဲ့ဘူးတော့ record နော် history လို့ပြောရမှာပေါ့ဗျာ history က Chelsea နဲ့မှလုံးဝတိတာထင်ရှားတော့ပေါ်တာပဲအရင်တော့အသင်းတင်းကိုကင်တွေခဲ့ဘူးတင်းနေဆိုတာ Antomaris ကအမှကျွန်တော်ကောင်းတာနားလေသဘောပေါက်လာတယ်သူ့အမြင်မှာဘာကြောင့်လဲဆိုတော့လေ Chelsea squad ကြီးอ่ะဗျာဒီနောက်ခံလူကောင်းတယောက်မရှိရင်ကျန်တဲ့အပိုင်းတွေကတော်တော် dead ဖြစ်လုံးပါတယ်တော်တော်အဲ့ဒါကိုပုံမှန်လူမထုတ်နိုင်ဘူးတကဘာလုံးမြင်တယ် Maris ကတယောက်တည်းမမြင်ဘူး အဲ့တော့ကျွန်တော်လည်းပြောရတာခက်တယ်ဒါကျွန်တော် professional မဟုတ်ပါဘူးသူတို့ professional ပါဘာမမြင်တာတော့ JB နံပါတ်10မှာထားရင်လုံးဝအဆင်မပြေတာရှေ့ပွဲတွေမှာလည်းကျွန်တော်တို့မြင်ခဲ့ရဘူးတဲ့ Tariq Jog ကိုပွဲတော်ခွင့်တနေရာမှာပြီးရင်လည်းဘာမှသုံးစားမရတာကျွန်တော်တို့မြင်ခဲ့ရဘူးတဲ့ Tariq Jog ဒီ substitution အဖြစ်ဝင်ကစားရင်ကစားတော့မကစားရင်သူ့ပွဲပြီးကန်ဒီမှာထည့်ရင်ထည့်အဲ့ဒါတော့ပဲအဆင်ပြေတဲ့ chart တိတ်ပြ JB ကလည်းနံပါတ်တန်းနေရာမှာစော့ပေမဲ့တကယ်နံပါတ်တန်းကစားသမားစစ်စစ်တယောက်လို့ creation skill ကောင်းတာမဟုတ်ဘူးသူမှ chance create လုပ်ဖို့ idea မရှိဘူးဗျာ JB ရဲ့ပုံစံတိုးမယ်ယုံမယ်နေရာလွတ်တွေရှာဖွေပေးမယ်အဲ့လောက်ပဲအဲ့ဒီကစားသမားကိုသူကနံပါတ်တန်းမှာထည့်ပြီးတော့ဟို shadow striker ပုံစံမျိုးလေးကစားခိုင်းတာမဟုတ်ဘူးသူကနံပါတ်တန်းမှာပဲကစားစီတယ်အဲ့ဒီအတွက်ကြောင့်ဟို striker နှစ်ယောက်ပုံမျိုးတော့ဖြစ်တယ်သူပြင်မယ် striker နှစ်ယောက်ကတယောက်နဲ့တယောက်အတွဲဖက်မမီဘူး တရီဂျောလည်းသူ့ဘောက်သူဆိုအဂျီဘီကလည်းသူ့ဘောက်ဆိုအရှိတိုင်းမှာလင့်မရှိဘူးဗျာအဲ့တော့အဲဒိုမိုရက်စ်ကဒီဒီပုံစံကိုမှားလျက်သားနဲ့ထတ်ထုတ်တာကျွန်တော်အံ့ဩတယ်ရှစ်တပွဲမှားခဲ့ပြီးပြီအဲ့ပုံစံထုတ်လို့အဲ့ဒါကပဲဒီချယ်ဆီတင်းရဲ့တိုက်စစ်လမ်းကြောင်းတွေမှာဟိုကိုးရဖို့ဘာမှမမြင်ခဲ့ရဘူးပေါ့နော်ကျွန်တော်နောက်ထပ်အဆိုးဝါးဆုံးပေါ့ခန်းစစ်ကစားဖို့ဘာကြီးလဲဗျာ ဝတ်ထားတဲ့ချက်စီဂျာစီမှအာမနာကိုစီဘီတနေရာမှာဆော့သွားတဲ့ကစားသမား၂ယောက်လုံးကစုပ်ပြတ်ပတ်ပြီးတော့နုံချလုံးနဲ့မွဲတေလုံးနဲ့ခြေစွမ်းမျိုးနဲ့ကိုဆော့သွားတာဗျာယွန်ဖို့အရင်ကောင်းတယ်ကျွန်တော်တုံတုံဆိုမပြောပါဘူးအခုကကြီးကမဖြစ်သင့်ဘူးဗျာဘလို့ပဲစဉ်းစားစဉ်းစားဒါကြီးကအဆင်ကိုမပြေတာဗျာအဲ့တော့ဂျော်ရယ်ဟာတူနဲ့တူစင် တိုစင်မအမမမရဲ့ဂျော်ရယ်ဟာတူမှားတယ်အဲ့ဒီနေရာမှာပိုဆိုးတာဂျော်ရယ်ဟာတူဘာဖြစ်မှန်းကိုမသိတာ IS မှာတကယ် potential ရှိတဲ့ကစားသမားပါဥရောပကလပ်တင်းကြီးတွေခေါ်ဖို့လုပ်ခဲ့ဘူးလေချဲသီးရောက်တဲ့အချိန်မှာတော့ဘောလုံးတောင်ဖြောင်းမကစားတတော်ဘူးအဲ့တူအမားရင်းဒီနေ့ပွဲမှာ၃ကကျူးလွန်တယ်ဂိုးပေးရမယ်အမားရင်းတွေပဲ၃ကကျူးလွန်တယ်ပထမဆုံးအမားရင်းတစ်ခါကျူးလွန်တယ်ကံကောင်းလို့ကျွန်တော်ဂိုးမပေးရဘူး နော်ဒုတိယအမာရင်းတစ်ခါထက်ကျူးလို့နေကံကောင်းလို့ဂိုးထက်မပေးရအောင်နောက်ဆုံးအမာရင်းတစ်ခါသူထက်ကျူးလို့နေလက်ထိပ်ဘောပါထိပ်ပြီးပန်တီပေးလိုက်ရသေးတယ်အဲ့ဒါကြီးကကြတော့လွန်သွားပြီလေ bro ရဲ့ကျွန်တော်ကကောက်ဆဲကျင်တာဒါပေမဲ့ကြည့်ရှုနေတဲ့သူတွေတည်းမှာလူကြီးပြီးပါတယ်နော်ရဟန်းတန်ကားတွေပါလို့ကျွန်တော်ဒီလောက်ပဲပြောမယ်ဗျာနော်အဲ့တော့ဒီခန်းစစ်ကစားပုံနဲ့ရေရှည်ဆက်သွားလို့ကဘလူးနီးနဲ့မှအဆင်မပြေဘူးကစားကွက်အခင်းချင်းဆိုတာ လူတယောက်နဲ့တယောက်ကစားသမားတဦးနဲ့တဦးပေါ်မှာမှီခိုးနေတယောက်ရော့လို့မရအောင်အဲ့ကိုသမားကရော့လိုက် CB နေရောရော့လိုက် Voice Skies Row ကရှစ်မတက်ရဲတော့ဘူးအဲ Skies Row ဆိုမှကျွန်တော် Lavia အကြောင်းမှပြောရမယ်အဲ Lavia ကလည်းမကန်နဲ့တော့နော်ဟို contract ကို release လုပ်ပြီးတော့အသင်းရတွေသာထုတ်ပလိုက်တော့ဘဲနေဗျာကံမမကြံသေးဘူးဒဏ်ရရပြီဒဏ်ရရပြီဘလူကောင်တွေမှလည်းမသိဘူးအဲ့တော့ Kaizero ဒီနေ့ဘယ်သူမှ performance အပြည့်မပြနိုင်ဘူးဆိုတာယုံမမယုံရတာနောက်ကကောင်းနေရတိုးစင်တို့ဟာတိုတို့ဟာတိုဆိုရင်လေ ်ပွဲပြီးခင်ဒီမှာအပိုင်ခွင့်ရတလုံးပြန်ပြအတင်းရရတယ်သူဘေးကကြည်နေတာချစ်ပြီး aggressive လည်းမဖြစ်ဘူးကုကူတွေကသူ့နေရာလည်းမဟုတ်ဘူးဝင်ပြီးတော့အဲ့နေရာကိုဝင် push ကြတယ် push လည်းမမီဘူးဗျာအဝေးရက်နဲ့ဝင် push ကြတာအဲ့ပြန်ပြကစားသမားထိချက်မှားသွားလို့အဲ့ဒါကသူကနောက်ကလိုက်လည်းမလိုက်ဘူး AC ပဲနုံတုံတုံ PTT အတတနဲ့ဗျာဘလို့မဟုတ်ဟိုချယ်စီရဲ့ခန်းစီကစားပုံကယူရွေးပျက်စီးပြီးရက်ကွက်အဆင့်လောက်ပဲရှိတယ်ကျော်ကျန်တဲ့ဘိုင်းတွေကတဖြည်းဖြည်းချင်းတွေကရော့သွားမှာပဲ အဲ့တော့ကံကောင်းတာတခုကကျွန်တော်တို့ရဲ့တချို့သောတောင်ပံကစားသမားလေးတွေအဆင်ပြေတယ်ပေါ့နော်အစတီဗောင်းဆိုဒီနေ့ပွဲတင်တပွဲလုံးတောက်လျှောက်ခြေသွမ်းပြခဲ့တယ်ဒါခနာချူကလည်းဟိုလူသားဝင်လာချင်းမှသူ twin ကိုတကူကိုလင်းလင်းမင်းမဲ twin ပေးသွားခဲ့တယ်ပွဲပြီးရနေမှလည်းခနာချူရဲ့ရိုက်ချက်လေးတချို့တကူသမားနဲ့ထိသွားတာတော့ရှိသေးတယ်ဗျဒါမဲ့လည်းကျွန်တော်နိုင်ပွဲတပွဲရဖို့လောက်အထီတော်လုံလောက်တဲ့စွမ်းဆောင်ရမျိုးမရှိခဲ့ဘူးလို့ပဲပြောရမှာပါကျွန်တော်ကဒီပွဲတေးပွဲဖြစ်သွားတာပဲ ကောင်းတယ်လို့ထင်တယ်။နိုင်သွားရင်တော့မှဗျာနိုင်သွားတယ်ဆိုတော့ဟိုစိတ်မျိုး Enzmaras ကနေနဲ့ဝင်အောင်ပဲ။အခုကျွန်တော်တို့အတင်ဘာတွေလိုအပ်နေလဲ။နိုင်တဲ့ပွဲတွေကလည်းနိုင်နေဆိုရင်အားရကျင်းတဲ့စရာမကောင်းဘူး။ပြီးရင်လည်းတည်ရပြန်ကြတာပဲရှုံးတာပဲဆိုတော့ပြင်ဆင်စရာတွေအများကြီးရှိတယ်။ဒီ squad G ကို Maras ကနေနဲ့ကောင်းစွာနားလည်သဘောပေါက်ပြီးတေချာအတုံးချတတ်ဖို့လိုပါကြောင်းသုံးသပ်ဆွေးနွေးနေကျွန်တော်ဗီဒီယိုလေးကိုဒီမှာနားကြင်ပါတယ်။အဆုံးထိကြည့်ရှုပြီးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။